ုက္ခတွေကိုဖန်တီးနေတဲ့သူတွေအကျိုးမဲ့တွေကိုဖန်တီးနေတဲ့သူတွေကိုဥသိန်းတို့တွေဟာပယ်ရှင်းတုတ်တင်ဖို့တာဝန်ရှိကိုရှိနေတာဖြစ်ပါတယ်ဒါကြောင့်ယဟတန်ကတွေဟာနိုင်ငံရေးနဲ့တဲ့တယ်ကြီးတက်ဆိုင်နေတယ်လို့ဥသိန်းကဒီလိုဆိုလိုတာဖြစ်ပါတယ်ဒီနေ့မှာအပိုင်းနှစ်ကိုရောက်ရှိလာပြီဖြစ်ပါတယ်။အပိုင်းနှစ်မှာဆွေးနွေးကြမဲ့အကြောင်းအရာတွေကတော့ပြီးခဲ့တဲ့အပိုင်းတစ်ကဦးသိန်းဆွေးနွေးခဲ့တဲ့ မြတ်ဗုဒ္ဓမိမာတော်မူခဲ့တဲ့တရထဘိကဝေသာရိကံဓမ္မံဒေတိထဘုဒ္ဓနာဟိတာယဘုဒ္ဓနာဒုက္ခာယလောကနုကံပါယဆိုတဲ့စကားရက်ကိုဒီနေ့ပြန်လည်ပြီးတော့ဆင်းရဲတင်ပြလိုပါတယ်။ဘာဖြစ်လို့ဒီအကြောင်းအရာကိုပြန်ပလဲပြီးတော့ဆင်းရဲတင်ပြရသလဲဆိုရင်ယဟန်တန်ကာနဲ့နိုင်ငံရေးဆိုင်မဆိုင်ဆိုတဲ့မိကွန်းတွေကလည်းညောင်များစွာမေးလာကြတာတွေလည်းရှိပါတယ်။ဒီအပေါ်မှာသဘောထားအမြင်မတူတာတွေ၊ကွဲလွဲတာတွေလည်းပဲညောင်များစွာရှိကြပါတယ်။ ီထဲမှာမှလေကုမဟာဝိဟာရဆရာတော်အဗျာလင်္ကာရရဲ့ယက်တီချက်နဲ့ဒါဥသိန်းတို့ရဲ့ယက်တီချက်တွေကိုအရှင်တွဲဖော်ပြသွားမှာပဲဖြစ်ပါတယ်ဆွနေမှု မစတင်ခင်မှာလေကုမဟာဝိဟာရဆရာတော်အဗျာလင်္ကာရအမေးဖြေပြုထားတဲ့ဗီဒီယိုဖိုင်တစ်ခုကိုဥသိန်းတို့တွေအတူတကွလေ့လာကြပါမယ် အရှင်ဘုရားယဟန်တော်များသည့်တိုင်းပြည်ရေးရာမတည်ငြိမ်မှုကြောင့်မြေတီတိုင်းတာဖြင့်ဝင်ရောက်ဆုဖတ်ခွင့်ရှိပါသလဲဘုရားတစ်ဖက်ဖက်ကနေရက်တီဝင်ရှိပါသလားဘုရားဘယ်ဘက်မှမရက်တီပဲမဆိုင်သလိုနေရပါမလားဘုရားယဟန်ဆိုတာကသူကကုသိုလ်ဖြစ်အောင်လမ်းညွန်ပေးရတဲ့တာဝန်ရှိတယ်ဆရာဆိုတာလေမကောင်းမြတ်တာကောင်းရညွန်လက်လို့ဆိုတာကိုအဲ့တော့ယဟန်တန်ကားဆိုတာကပါဠိလိုကတမနာလို့ခေါ်တယ်တမနာဆိုတာကငြိမ်းချမ်းရှင်လို့ဖတ်လား ငြိမ်းအေးသူလို့အဓိပ္ပာယ်ရတယ်နော်ကိလေသာတမတ္တိတမနောငြိမ်းအေးခြင်းလို့ယဟန်ဝေလာကြတာလေအဲ့တော့ငြိမ်းအေးအောင်ကျင့်ဖို့တာဝန်ရှိတယ်အဲ့တော့ကိုယ်တိုင်လည်းငြိမ်းအောင်ကျင့်ရမယ်သူများကိုလည်းငြိမ်းအောင်ပြုအောင်မေတ္တာဝါယဟန်တာဝန်ပဲနော်အဲ့တော့ဟိုဓမ္မလမ်းကြောင်းဘက်ကနေပြီးတော့ဦးဇင်းတို့ပြောတာဟောတာကိစ္စမရှိပါဘူးတိတိကျကျပြောရတော့ခက်တယ်ဒီကိစ္စကလေဘယ်တိုင်းသာဒီလိုပြောဖို့ကတော့ခက်တယ်ဘာလို့လဲကျယ်ဝန်းတာဒီကိစ္စလည်းကြတော့လေအဲ့တော့ပုံသေးကားချက်ကြီးပြောလို့မရအောင်အဓိကယဟန်ရဲ့လုပ်ငန်းတာဝန်ကတော့ကုသိုလ်ဖြစ်အောင်ကိုယ်တိုင်လည်းကျင့်ပြီးတော့သူများကိုလည်းတိုက်တွန်းဖို့တာဝန်ယဟန်တာဝန်ပဲ နော်အကုသိုလ်ဖြစ်အောင်တော့ဘုသူ့ကိုမှမခေါ်ရအောင်ပြောရအောင်ပေါ့နော်အဲ့တော့အဲ့ဒါတော့တတိထားမှာပဲအဓိကအဲ့ဒါပဲအဲ့တော့ကုသိုလ်လမ်းကြောင်းဘက်ကတော့ပြောဟောလို့ရပါတယ်အကုသိုလ်ဖြစ်အောင်တော့ဟောပြောလို့မရပါဘူးနော်ဒါဆိုယဟန်နေရဟိုဥမာပါရှင်ဗျာရယ်ဒီပါတီတွေပဲဖြစ်ဖြစ်ပေါ့အဲ့ဒါမျိုးဟိုပါတီဆွဲတွေပါတယ်ရော ရှိတင်တာဗျာမစရနိုင်ငံရေးနဲ့ယဟန်တော်ဆိုတာဘာမှမသက်ဆိုင်တာလေနော်ဟောတော့ဘုရားလက်ထက်မှာလည်းနိုင်ငံရေးပြဿနာတွေကအရင်ချုပ်ပေးပါလား တော့ဘုရားရှင်လက်ထက်မှာကလေးကရှိနေတာပဲလေဘုရားရှင်ဘာမှမပါခဲ့တာပဲဥပမာတစ်ခုပြောမယ်ဆိုလို့ရှိရင်အဇာရတက်နဲ့မိမိသာရာမင်းဇလန်းကြည့်လိုက်လေဒါမိမိသာရာမင်းဆိုတာကဘုရားရှင်ရဲ့တပည့်အရင်ခေါက်ခေါက်ပောတပံလေနော်ပောတပံဘုရင်ကြီးဖြစ်ပါတယ်အဲ့တော့သူပောတပံဘုရင်ကြီးဖြစ်တဲ့မိမိသာရာမင်းကိုအသားဖြစ်တဲ့အဇာရတက်နောက်ဘုရားရဲ့သားတော်လို့အမည်ခံတဲ့အရှင်ဒီဝတ္တနော်ပူပေါင်းပြီးတော့တပ်ဖို့စူးစမ်းကြတာပဲဟုတ်ပြီအဲ့တော့ဘုရားရှင်ဒီကိစ္စမှာဘာမှပြောဆိုခင်ပြောခဲ့ဘူးလေ မစီမကြည်ဘာမှဟိုတိုက်တွန်းခြင်းစိတ်ဆော်ခြင်းဟောပြောခြင်းဘာမှမဖြစ်အောင်မလုပ်ခဲ့ပါဘူး။ဒါတချို့ကိစ္စတွေကကျွန်တော်ပါလို့မရတဲ့ကိစ္စတွေဆိုရှိတယ်။တမက်စာဘုရားကတော့ကိုယ့်အလုပ်ကိုလုပ်စေခြင်းနဲ့ဒီလိုမျိုးလူမှုကိစ္စတွေမှာပါတာမျိုးဘုရားကမကြိုက်ဘူးပေါ့နော်။ဒါကတော့အဗျာလင်္ကာရဖြစ်ကြခဲ့တဲ့ဖြစ်ကြချက်ကိုဦးဇင်းတို့လေ့လာကြရတာဖြစ်ပါတယ်။ဆိုတော့အဗျာလင်္ကာရဖြစ်ကြချက်ကိုဦးဇင်းတို့ခြုံငုံပြီးတော့ဦးဇင်းတို့ညံပြီးတော့သုံးသပ်ကြည့်ရမယ်ဆိုရင်ပထမပိုင်းမှာဖြစ်ကြထားတာကတော့ ဒီနေ့လူအခြေအနေမျိုးမှာအတိုင်းပြည်မှာပေါ့နော်ဖြစ်ပြလာတဲ့ဖြစ်ပြတွေကြုံလာတဲ့အခါမှာပေါ့နော်အဲဘလို့ဘက်ကရတ္တိယမလဲဆိုတဲ့မေခွန်းကိုဖြေကြားသွားခြင်းဟာတရားကြည့်မယ်ဆိုလို့ရှိရင်ဘယ်ဘက်မှပါစရာမလိုဘူးဆိုတဲ့အနေထားမျိုးကိုဖြေသွားတယ်လို့မြင်ပါတယ်ဒါပေမဲ့သူကတော့တိတိကျကျဟုတ်ဖြစ်သူသွားတာတော့မဟုတ်ဘူးသူကိုယ်တိုင်ငါလည်းဝင်ခံရတယ်ဒါအတိတ်ကြကြဖြစ်သူပို့ခတ်တယ်ဆိုတဲ့အနေထားမျိုးနဲ့ဝင်ခံရတာဖြစ်တယ်ဒုတိယပိုင်းမိကုံးကို ြေကျသွားတာကတော့ဒါရှင်းပါတယ်ယဟန်းတဲ့နိုင်ငံကြီးလုံးဝမှမသက်ဆိုင်ဘူးဆိုတဲ့အနေထားမျိုးကို ဖြေကျသွားတယ်ဇာတတမင်းနဲ့ဗိမိတာရာမင်းရဲ့အဲဒါဥပမာကိုထောက်ယူပြီးတော့မှ ဖြေကျသွားအလုံးတွေ့ပါလိမ့်မယ်ဆိုတော့အဦးသိန်းတို့ရဲ့အမြင်နဲ့ကတော့လုံးဝမှ အမြင်မတူပါဘူးဦးသိန်းတို့ကတော့ယဟန်းနဲ့နိုင်ငံကြီးတဲ့တဲ့ကြီးကိုတက်ဆိုင်ပါတယ်လို့ဦးသိန်းတို့ကတော့ဒီလိုပဲပထမပိုင်းမှာလည်းပဲဒီတိုင်းပြောခဲ့တာဖြစ်ပါတယ် အဖွင့်မှာပြောခဲ့သလိုမြတ်ဗုဒ္ဓကသရထဘက်ခွေဇာတိကဓမ္မန္တိတိထဘုဒ္ဓနာဟိတာယဘုဒ္ဓနာဒုက္ခာယလောကနုကံပါယအဋ္ဌာယဟိတာယဒေဝမနုဿနံလို့ဒီလိုမိတ်ဆိုခဲ့တာ ဖြစ်ပါတယ်ဆိုတော့ဒီမိတ်ဆိုချက်ရဲ့လူရင်းအတိတ်ပဲကိုဥစဉ်ခဏခဏလည်းဆွေးနွေးခဲ့တာ ဖြစ်လို့အလုံးလဲသဘောပေါက်ကြလိမ့်မယ်လို့မြင်ပါတယ်လောကလူသားပြီးအကျိုးရှိအောင်ယဟန်တွေဟာ ပြုကျင့်ရမယ်လောကလူသားတွေ ချမ်းသာဒုက္ခကြအောင်ပြုကျင့်ရမယ်။လောကလူသားတွေကိုအစဉ်ဆောင်းလျှောက်ဖို့ရာပြုကျင့်ရမယ်ဆိုတဲ့အနေထားမျိုးပါ။ဘုရင်တို့ရဲ့အပြော့အဆိုတွေအလို့အကင်တွေအကြံအစီတွေဟာဒီလမ်းတွေသုံးရက်နဲ့ညီနေရပါမယ်။ဆိုတော့လမ်းတွေသုံးရက်နဲ့အညီဥသင်းတို့တွေရက်တည်ကြင်ကြံနေတာဖြစ်တဲ့အတွက်ဒီနေ့ဘုရင်တို့ရဲ့မြန်မာနိုင်ငံမှာဖြစ်ပျက်နေတဲ့အဖြစ်အပျက်တွေကိုတခြားပြန်လေ့လာကြည့်မယ်ဆိုရင်ဘုရင်တို့နိုင်ငံတို့နိုင်ငံသားတွေမှာ ဒီနေ့ဒီချိန်မှာလူငရဲကြာရောက်နေတာဖြစ်ပါတယ်ဒီလူငရဲဘာကြောင့်ကြာရောက်နေတာလဲဆိုလို့ရှိရင်လောဘကိလေသာကိုအခြေခံပြီးတော့မိမိတို့နဲ့မထိုက်တန်တဲ့အရာတွေကိုလိုချင်တတ်မှတ်မှုတွေကြောင့်တိုင်းပြည်ရဲ့အာဏာကို မတရားလူယူလိုက်တဲ့ဖက်စစ်စစ်တပ်မရင်းတပ်ရဲ့ခေါင်းဆောင်မင်းအောင်လှိုင်ကြောင့်ဆိုတာကတော့အလုံးပြောပြစရာမလိုဘဲနဲ့သိပြီးဖြစ်ကြပါလိမ့်မယ်ဒီနေ့ဦးဇင်းတို့ရဲ့နိုင်ငံမှာ ဦးဇင်းတို့ရဲ့တန်းသူပြည်သားတွေဟာအကျိုးမဲ့တွေဖြစ်နေကြတယ်ဦးဇင်းတို့တန်းသူပြည်သားတွေဆင်းရဲဒုက္ခတွေရောက်နေကြတယ်ဒါလည်းပြောပြစရာမလိုအောင်အလုံးသိနေပြီးသားပဲဖြစ်ပါတယ်ဆိုတော့ဘုဒ္ဓနာဟိတရာနဲ့အညီကျင့်ကြံရမယ်ဆိုလို့ရှိရင်ဦးဇင်းတို့ရဲ့နိုင်ငံနိုင်ငံသားတွေအကျိုးမဲ့အောင်ပြုတ်လုံနေတဲ့သူတွေကိုပယ်ရှင်းတုတ်တင်ရမှာပဲဖြစ်ပါတယ်ဘုဒ္ဓနာဒုက္ခရာနဲ့အညီကျင့်ကြံရမယ်ဆိုရင်ဦးဇင်းတို့ရဲ့ နိုင်ငံသူနိုင်ငံသားတွေကိုဆင်းရဲဒုက္ခရောက်အောင်ပြုတ်လုနေတဲ့သူတွေကိုပယ်ရှင်းထုတ်တင်ဖို့တာဝန်ရှိကိုရှိနေတာ ဖြစ်ပါတယ်။လောကနုကံပါရနဲ့အညီကျင့်ကြရမယ်ဆိုလို့ရှိရင်ဘုသူတို့ရဲ့ပြည်သူပြည်သားတွေကိုအစဉ်တစ်ဖြင့်စောင့်ရှောက်ကြရမှာပါ။အစဉ်တစ်ဖြင့်စောင့်ရှောက်တဲ့နေရာမှာဘေးဒုက္ခတွေမကြရောက်အောင်အကျိုးမဲ့တွေမဖြစ်အောင်သောချောကြမှာဖြစ်လို့ဘေးဒုက္ခတွေကိုဖန်တီးနေတဲ့သူတွေအကျိုးမဲ့တွေကိုဖန်တီးနေတဲ့သူတွေကိုဦးသိန်းတို့တွေဟာ ပယ်ရှင်းတုတ်တင်ဖို့တာဝန်ရှိကိုရှိနေတာဖြစ်ပါတယ်။ဒါကြောင့်ယဟန်တန်ဃာတွေဟာနိုင်ငံရေးနဲ့တဲ့တယ်ကြီးတက်ဆိုင်နေတယ်လို့ဥစဉ်ကတလို့ဆိုလိုတာဖြစ်ပါတယ်။မြတ်ဗုဒ္ဓဟာလူမှုရေးအကျုပ်ထွေးတွေကြားထဲမှာလက်ရှောင်ပြီးတော့နေခဲ့တာမဟုတ်ပါဘူး။လူမှုအတိုင်းအဝိုင်းမှာအာရမဝါဒတွေအာရမကိုစုပ်ကင်ထားတဲ့မင်းသူမင်းညစ်တွေပေါ်ပေါက်မလာအောင်မင်းညစ်တရား၁၀ပါးကိုလည်းဟောကြားတော်မူခဲ့တာပဲဖြစ်ပါတယ်။မြတ်စွာဘုရားက ဒီလိုအချုပ်တွေထဲမှာပါရာကိုမကြိုက်ဘူးဆိုတဲ့အသေးပဲတက်ရောက်တဲ့စကားမျိုးဒါဗျာလင်္ကာရကအမိန့်ဆိုခဲ့တာဖြစ်ပါတယ်မြတ်ဗုဒ္ဓဟာရောဟိဏီမြေကြီးကိုအကြောင်းပြုပြီးတော့နှစ်ဖက်စစ်ခင်းတော့မဲ့အခြေအနေကိုရောက်ရှိနေတဲ့တာကီဝင်မင်းမျိုးတွေကိုဝင်ရောက်ဖြန့်ဖြေးပြီးတော့တရားဓမ္မတွေဟောပြောစုံမခဲ့တဲ့တာရကတွေလည်းအများကြီးရှိပါတယ်နောက်လူတွေကိုလိုက်ပြီးတတ်ဖြတ်နေတဲ့အင်္ဂုလိမာလာလိုလူမကြီးကိုလည်း တရားဓမ္မကိုလမ်းပြအမှန်လမ်းကိုရောက်အောင်ပို့ဆောင်ခဲ့တဲ့တာရကတွေအများကြီးရှိပါတယ်တကယ်လို့သာမြတ်ဗုဒ္ဓကဒီလိုလူမှုအရှုပ်ထွေးတွေထဲမှာမပါဘူးဆိုလို့ရှိရင်ရောရီနီမြည်ရီကိုအကြောင်းပြုပြီးတော့တာဂီဝေမင်းတွေအချင်းချင်းစစ်ခင်းတဲ့စစ်ပွဲကြီးတွေကမ္ဘာသမိုင်းမှာပေါ်လာမှာပဲဖြစ်ပါတယ်အင်္ဂုလိမာလာသူ့အတူလူတက်နေတာပဲငါနဲ့မဆိုင်ဘူးဆိုပြီးတော့အင်္ဂုလိမာလာကိုသွားပြတရားမဟောခဲ့ဘူးဆိုလို့ရှိရင်ဒီထက်မကမြောင်များစွာသောလူတွေအသက်ဆုံးရှုံးပြီးတော့ တောက်ထိပ်ပြည်ကြီး တပြည်လုံးတော်မြို့သုံးတပ်ဖြတ်ခံရမယ့်အနေထားမျိုးတွေကြုံလာရမှာပဲဖြစ်ပါတယ်ဆိုတော့မြတ်ဗုဒ္ဓဟာတတိုင်းပြည်လုံးတိုင်းသူပြည်သားလူအများတွေဘေးဒုက္ခရောက်တော့မဲ့အခြေအနေမျိုးတွေမှာမတရားတဲ့မင်းသူမင်းညစ်တွေအများကိုဒုက္ခပေးမဲ့လူဆိုးလူမိုက်တွေပေါ်ပေါက်လာရင်မြတ်ဗုဒ္ဓဟာမနေပါဘူးကိုယ်တိုင်ကြွရောက်ပြီးတော့ပြဿနာတွေကိုဖြေရှင်းကြည်အောင်ငြိမ်းချမ်းအောင်အထုတ်တော်မူခဲ့တဲ့တာရကတွေအများကြီး ရှိပါတယ်အသာတတမင်းနဲ့ဗိမိသာရအသာဖဖြစ်တဲ့ပြတနာလောက်ကိုမပါဝင်တာနဲ့လူအယုတ်ထွေးတွေမှာမြတ်ဗုဒ္ဓဟာမျက်ွယ်ပြုတ်တယ်ဆိုတော့စကားရက်ကတော့ဒါတဘာဝမကြဘူးလို့ဦးသိန်းတို့ကတော့ဒီလိုပဲသုံးသပ်ပါတယ်ဆိုတော့ဦးသိန်းတို့ယဟန်ဆိုတာဒီလိုလောကလူသားတွေကိုစောင်းလျှောက်ဖို့အတွက်ရည်တည်ကြရတာပဲဖြစ်ပါတယ်ဒါကြောင့်ယဟန်မြတ်မှန်ရင်ဦးသိန်းတို့တိုင်းပြည်မှာကြရောက်နေတဲ့ဘေးဒုက္ခအာနိယပေါင်းကနေထုတ်ဆယ်ကြေတင်နိုင်ဖို့ ကြိုးစားကြရမှာပဲဖြစ်ပါတယ်သောသောကဗျာလင်္ကာရမိတ်ဆိုခဲ့တဲ့အတိုင်းပါပဲကိလေသာတမေတိဥပတမေတိတိတမနောဆိုတဲ့အတိုင်းပါပဲဆိုတော့ကိလေသာတွေကိုငြိမ်းအောင်မိမိကိုယ်တိုင်ငြိမ်းအောင်အထုတ်တာအမှဥပတမေတိဆိုတဲ့နေရာမှာငြိမ်းအေးစေတာလို့ဒီလိုသုံးသုံးတာဖြစ်ပါတယ်ပူလောင်သေးတဲ့နှိမ့်ဆက်တတ်တဲ့ကိလေသာတွေပေါ်ပေါက်လာပြီဆိုလို့ရှိရင်ငြိမ်းအောင်အထုတ်ရတာပဲဖြစ်ပါတယ်ဒီတော့ဒီလို ကိလေသာတွေပူလောင်မှုတွေဘယ်ကလာတယ်လဲဆိုတဲ့အကြောင်းကိုလည်းစမ်းသပ်ရတာဖြစ်ပါတယ်ဒါဗုဒ္ဓရဲ့လမ်းတင်ပေါ်ကသာအကြောင်းအကျိုးကိုစမ်းသပ်ရတဲ့လမ်းတင်ဖြစ်ပါတယ်ဒီအကျိုးဖြစ်ထွန်းနေတဲ့ဘယ်အကြောင်းကလာတယ်လဲဆိုတာကိုစမ်းသပ်ကြရတာပါဒါကြောင့်ကိလေသာဘယ်ကလာတယ်လဲတိုက်သူပြည်သားတွေကိလေသာအပူမီးတွေလောင်နေတယ်ဒီလောင်နေတဲ့ဒီကိလေသာအပူမီးတွေကိုဘသူကရှို့နေတယ်လဲဆိုတာကိုဦးဇင်းတို့တွေစမ်းသပ်ကြရတာပါဆိုတော့ဦးဇင်းတို့ရဲ့အတိုင်းပြည်မှာ မင်းအောင်လံရဲ့လောဘကိလေသာတွေကြောင့်ဦးဇင်းတို့တိုင်းပြည်ဟာဒုက္ခမျိုးစုံအပူမီးမျိုးစုံကြာရောက်နေတယ်ဆိုတာသောသောကတင်ပြခဲ့တဲ့အတိုင်းလဲအလုံးသိပြီးဖြစ်ပါတယ်။ဆိုတော့ဒီကိလေသာကိုဘယ်သူကဖန်တီးနေတာလဲဆိုလို့ရှိရင်အာရမကိုစုတ်ကင်ထားတဲ့အာရမဝါဒီတွေနဲ့စိမိတ်စာစစ်ဘလူဖက်စစ်စစ်တပ်မရင်းတပ်ကဖန်တီးနေတာ ဖြစ်ပါတယ်။ဒါကြောင့်ကိလေသည်တမေတိဥပတမေတိတိတမနောဆိုတဲ့အဗျာလင်္ကာရပြောခဲ့တဲ့ စကားရက်ကိုပြန်ကင်ဆွဲမယ်ဆိုလို့ရှိရင်ဒီကိလေသာကိုငြိမ်းစေခြင်းနဲ့ဆိုလို့ရှိရင်ကိလေသာဖြစ်ကြောင်းအရင်အမြစ်အာနာယူတဲ့ဖက်သစ်စစ်တပ်မရင်တပ်ရဲ့ခေါင်းဆောင်မင်းအောင်လှိုင်ကိုတုတ်တင်ပယ်ရှားမှသာလျင်ဒီကိလေသာအပူမီးတွေကငြင်းအေးမှဖြစ်ပါတယ်။ဒါကြောင့်တမနာလို့ခေါ်တဲ့ယဟန်မြတ်အဖြစ်ခံယူကြမယ်ဆိုရင်လူထုရှိကရဲရဲရင်ရဲ့ရက်တီပြီးတော့လူထုကိုနှိမ့်ဆက်ကလူပြုတ်နေတဲ့အာရမဝါဒီတွေကိုပယ်ရှင်းကြရမှာပဲဖြစ်ပါတယ်။ ဒါမှသာလျင်ယဟန်မြတ်လို့ဦးသိန်းတို့တွေတတ်မှတ်လို့ရမှာဖြစ်ပါတယ်ဒါကြောင့်တခါတခါမှာအပေါင်းသူတော်ကောင်းများအနေနဲ့လည်းမိမိတို့ပတ်ဝန်းကျင်မှာရှိနေတဲ့သင်္ကန်းကိုပတ်ထားသောယဟန်တန်ခါများသည်ယဟန်ရဲ့စံတန်ဖို့မြတ်သောယဟန်ရဲ့အမှုအကျင့်တွေတကယ်ကိုကိန်းအောင်နေရလားတကယ်ကိန်းအောင်နေတယ်ဆိုလို့ရှိရင်တခါကမတွေရဲ့တာဝန်ရပစ္စည်းလေးပါထောက်ပံ့လှူဒန်းမှုတွေပြုကြမှာပဲဖြစ်ပါတယ် ချစ်ကိုကိုရောပူဇော်သူကိုပြုကြရမှာပဲဖြစ်ပါတယ်။သို့တော်လည်းပဲယဟန်မြတ်လို့သာခံယူထားပြီးတော့ယဟန်မြတ်ရဲ့ဂုဏ်အင်္ကာတွေအကျင့်အာသာရတွေနဲ့မပြည့်စုံကြဘူးဆိုရင်တော့မိမိတို့ကိုယ်တိုင်ကရဲရဲရင့်ရင့်နဲ့ကျင့်ဖယ်နိုင်ဖို့လိုအပ်ပါတယ်ဆိုတဲ့အကြောင်းကိုပြောကြရင်းနဲ့ဒီပြောကြားချက်ကိုဏိဂုံးကံပအစွန်းတအပ်ပါတယ်အားလုံးကိုကျေးဇူးများစွာတင်ရှိပါတယ်။ယဟန်နဲ့စစ်ပွဲနဲ့ပတ်သက်လို့ရလား အခုဦးဇင်းတို့နိုင်ငံမှာကနိုင်ငံရေးပြဿနာကြောင့်တည်ရည်တွေတင်းမာတဲ့အခါမှာဟိုဘက်ကဒီဘက်ကတချို့သောရဟန်းတွေပါဝင်နေတာကိုတွေ့ရပါတယ်တကယ်၍တစ်မှာပါဝင်ရင်လည်းသူချင်းလူထက်ပြီးတော့ဝင်လာအကောင်းဆုံးပါပဲဒီတင်ကန်းဝင်းနဲ့ဒီစစ်ရေးမှာပါဝင်ပတ်သက်မယ်ဆိုလို့ရှိရင်ဦးဇင်းတို့တာသနာအတွက်ရှုပ်ရှားခြင်းတရားတွေဖြစ်ပေါ်ပါတယ် ဒါကြောင့်အကယ်၍ဒီစည်ရဲမှာပါဝင်ပတ်သက်ခြင်းနဲ့ဆိုရင်လူထွက်လိုက်ဟိုဘက်ဒီဘက်ကိုကြိုက်တဲ့ဘက်ကိုဝင်လိုက်ဒီအဝတ်နဲ့ကြတော့မတင်တော့ပါဘူးဦးဇင်းမြတ်စွာဘုရားကဒီစည်ရဲမှာယဟန်နေပါဝင်ပတ်သက်လို့မရဘူးဆိုတာကိုတိခါဘုံသုံးမျိုးနဲ့ပြထားပါတယ်တကယ်တော့ပါဝင်ပတ်သက်လို့ရတာမဟုတ်ပါဘူးအဲ့ဒီစစ်တပ်ရှိတဲ့နေရာကိုတော့မတော်ဖို့ကိုတားမြစ်ထားတဲ့တိခါဘုံသုံးခုဖြစ်ပါတယ် နံပါတ်1ကဥယုတတေနာတိခါဖို့နံပါတ်2ကကျတော့တေနာဝါတတိခါဖို့နံပါတ်3ကကျတော့ဥယောတိကတိခါဖို့ဆိုပြီးတော့တိခါဖို့တွန်းဖို့ကိုမြတ်စွာဘုရားကပြည့်ညတ်ထားပါလေအဲ့ဒီ၃ခုရဲ့အသေးပဲကပါလို့ဆိုရင်အကြောင်းတစ်ခုကိုကျင်ဖယ်ပြီးတော့တက်တက်ကိုမတော်နဲ့ဒါနံပါတ်1တိခါဖို့ပေါ့နောက်နောက်နောက်တိခါဖို့ကကြတော့ အကြွေးအကောင်းအကြောင်းရှိတယ်ဆိုလို့ရှိရင်တော့မှနှစ်ညသုံးညပဲတက်မှနေပါအဲ့ဒီနှစ်ညသုံးညတက်မှနေခဲ့မယ်ဆိုရင်တော့မှဒီလိုစစ်စင်နေရတွေကိုမတွားနဲ့ပြစ်ခတ်တိုက်ခတ်တဲ့နေရာတွေကိုမတွားနဲ့သင်တက်မြင်တက်ကိုတွားမကြည့်နဲ့အခုခေတ်တို့ရရှိရင်ဟိုလက်နက်ကြီးတွေပေါ့တွားမကြည့်နဲ့အဲ့ဒါကိုမြတ်စွာဘုရားက ြင်ညထားပါတယ်တကယ်ရဟန်းနဲ့စစ်နဲ့ဘယ်လို့မှမအဆက်ပါဘူးအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်